တခုသောညတညမှာ အောင်းအောင်းမင်းမင်းနဲ့နိုင်ဝင်းတို့သုံးယောက်ကဂရုံးတုံးထားတဲ့အမျိုးသမီးအနောက်ကိုအသေးအတန်လိုက်နေကြပါတယ်။မိတိုင်တွေမှာမိတွေလည်းလင်းနေတဲ့အတွက်ဂရုံးရဲ့အမျိုးသမီးကိုမျက်ရည်မပြတ်ခဲ့ပါဘူး။ဒါပေမဲ့အမျိုးသမီးကလုံအောင်စူးစားပြီးပြေးနေပါတယ်။အိုးမမ်းမြင့်ရက်လိုက်ပါ။ငါကနင်းနဲ့တွဲကျင်နေတာ။ဗစက်ပိတ်ထားကြပါကွာ။မမ်းမြင့်ကငါနဲ့အတူတူ ရေကဲပုံစားနေတာ။ မမင်းကအဲ့လောက်ကန့်စိုးတာလားဒီဝတ်တုံနဲ့မှရေကန်းမှုစားရတယ်လို့သုံးယောက်လုံးကအသေးအတန်လိုက်နေကြတာပေါ့လိုက်ရင်းနဲ့စကားတွေပြောနေကြပါတယ်နေရာတနေရာကိုရောက်တော့မမင်းကရက်သွားတယ်အမျိုးသားသုံးယောက်လေးရက်သွားပါတယ်မမင်းကအမျိုးသားသုံးယောက်ဘက်ကိုလှည့်လိုက်တယ်ဟဲဒါကဘလို့ဖြစ်တာလဲကရုံးကြီးဖြစ်နေတဲ့အမျိုးသမီးကောင်းပေါ်မှာရုတ်တရက်ကြီးဇပင်တွေပေါက်လာတယ်ဇပင်တွေကလည်းအရှိကြီးပါ အိုးဖျားသခင် ဒါကဘလို့ဖြစ်ရတာလဲခုနကတော့ဂရုံးကြီးလေဒါကဘလို့ဖြစ်ရတာလဲဟဲဟိုမှာကြည့်ပါအောင်ဇပင်တွေကလည်းအရှိကြီးဖြစ်လာတယ်တပြေးပြေးနဲ့ဇပင်တွေကငါတို့ဘက်ကိုရောက်လာတယ်လို့ပဲမင်းတို့မကြောက်ပါနဲ့ငါတို့မမင်းကညာပိုင်းအခုလိုလှနေမယ်လို့မထင်ထားဘူးလာပါငါတို့သူ့နားကိုသွားကြရအောင်ပြီးတော့သူ့ဇပင်တွေနဲ့ငါတို့ကိုမြှွှဲနေတာနေမယ်မင်းပြောတာဖြစ်နိုင်တယ်မင်းမင်းမင်းကလည်းသူတို့ကိုပြုံးပြီးကြည့်နေခဲ့ပါတယ် ပြီးတော့အောင်းအောင်မင်းမင်းနဲ့နိုင်ဝင်းတို့ကမမေအနာကိုပြေးလာခဲ့ပါတယ်။အဲ့ဒီအချိန်မမေရဲ့သမီးတွေကလည်းရွှေ့လာခဲ့ပါတယ်။ပြီးတော့သူတို့၃ယောက်လုံးရဲ့လေပင်းကိုပတ်လိုက်ကြပါတယ်။ပြီးတော့လေပဝံမြောက်ပင့်လိုက်တယ်။အိုးအမေရေအမေတားလေပင်လွတ်ပေးပါလွတ်ပေးပါအခုလွတ်ပေး။မမင်းကငါတို့ကိုသူ့စပင်းနဲ့တတ်တော်မလားမသိဘူးလွတ်ပေးပါအခုလွတ်ပေးပါမမင်းကသူ့စပင်းနဲ့၃ရောင်လုံးရဲ့လေပင်ကိုညှစ်ထားလိုက်ပါတယ် ပြီးတော့လေပေါ်မှာမြောက်ပြီးဖြစ်ချလိုက်တာပေါ့သုံးယောက်လုံးကမိလဲသွားခဲ့ပါတယ်အခုဆိုမမင်းရဲ့သဘင်တွေက ပုံမှန်အတိုင်းဖြစ်သွားပါပြီမမင်းကသူ့တို့သုံးယောက်ဘက်ကိုလမ်းလျှောက်လာခဲ့ပါတယ်ပြီးတော့သူ့တို့သုံးယောက်လုံးရဲ့သဘင်တွေကိုယူလိုက်တယ်မိန်းကလေးကိုဘယ်တော့မှဒုက္ခမပေးရဘူးအဲ့ဒီမိန်းကလေးကဘာကြီးပဲဖြစ်နေဖြစ်နေလေးစားရမယ်ယူသေးရမယ်မိန်းကလေးတယောက်ကိုညဘက်မှာဒုက္ခပေးချင်နေတာအခုတော့တညာလုံးနင်တို့သုံးယောက်ပဲနေလိုက်တော့ဒီမှာပဲ အဲ့လိုပြောပြီးလက်မြင်ကထက်သားခဲ့ပါတယ်။မနဲ့မိုးလင်းတော့အောင်းအောင်းမင်းမင်းနဲ့နိုင်ဝင်းတို့ရဲ့အမျိုးသမီးတွေကသူတို့အမျိုးသားတွေကိုရှာနေရင်းနဲ့သုံးရောင်လုံးရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်။ဒီမှာကြည့်ပါအောင်ညီမတို့ငါတို့ဘယ်လောက်ပြောထားလဲ။သူတို့တွေကိုအဲ့ဒီဆုံးမအနောက်ကိုမလိုက်ပါနဲ့ဆိုတာကိုအဲ့ဒီမင်းမင်းကဆုံးမသူကအကိုသုံးရောင်လုံးကိုဖြူစားလိုက်လိမ့်မယ်ဆိုတာပြောထားရင်းနဲ့အခုတော့ဖြစ်ပြီပေါ့။ဟုတ်တယ်အမအမပြောတာမှန်နေ။ ဒီလူတွေကလည်းကိုယ့်ရဲ့မိမကလွဲပြီး သူတစ်ပါးမိမကိုဆိုရင်အရန်လအရန်ချော့တယ်လို့ထင်နေတာအခုတော့သူတို့ခံရပြီပေါ့အရင်ဆုံးဒီတော့ရကိုတတိယအောင်လုပ်ရမယ်ပြီးတော့အိမ်ခေါ်ရမယ်အိမ်ရောက်မှသူတို့နဲ့ဆက်ရင်းရှင်းရမယ်ပြီးတော့သူတို့တော့ရအောင်လုံးကအနီးနားမှာရှိတဲ့ရေရင်းကနေရေတွေကိုခတ်လိုက်ပါတယ်ရေပုံးသုံးပုံးအပြည့်ခတ်ပြီးတယောက်တက်လက်စီလောင်းလိုက်ကြပါတယ်ခဏလောက်နေတော့အောင်းအောင်းမင်းမင်းနဲ့နိုင်ဝင်းတို့ကတတိယလာပါတယ် အဲမိန်းမဒါပါလို့တာလေငါတို့တွေကိုလမ်းမပေါ်မှာရေချိုးပေးမလို့လားမင်းကရောငါ့ကိုဒီမှာရေချိုးပေးမှာလားမလုပ်ပါနဲ့ကွာလူမြင်လို့မှမကောင်းပါဘူးမင်းမင်းအောင်မိတို့မိနေတာလားကွာငါတို့တွေကညကလေးကဒီနားမှာပြေးလဲနေတာလေငါတို့တွေအခုမပြေးရင်တို့တော့၃ယောက်လုံးငါတို့ကိုတက်လိုက်မယ်အောင်အောင်မင်းမင်းနဲ့နိုင်ဝင်းတို့ကပြေးကြပါတော့တယ်တို့အမျိုးသမီး၃ယောက်ကလည်းတို့နောက်ကနေလိုက်ပြေးတာပေါ့တစ်ဖက်မှာတော့ မမ်းမြင့်ကသူ့တငယ်ချင်းနဲ့ဖုံးပြောနေပါတယ်။မမ်းမြင့်ရေ6လရှိပြီနော်။နေမျိုးပြင်တော့မထွက်ဘူး။မနေ့ပြန်ငါတို့တငယ်ချင်းတယောက်မြင်လာဆောင်ရှိတယ်။နေလာမလား။မလာလို့ရမလား။လာရမှာပေါ့။အဲ့လိုပြောပြီးမမ်းမြင့်ကဖုံးရှားလိုက်ပါတယ်။မနေ့ပြန်ငါတငယ်ချင်းတယောက်ရဲ့မြင်လာဆောင်ကိုသွားရမှာ။ငါစာရီတစ်ထည်လောက်ဝယ်ရမယ်။စာရီဆိုင်မှာဈေးတွေကသူ့ရဲ့ဝယ်သူအမျိုးသမီးတွေကို အကောင်းစားစာရီတွေ အကောင်းစားအခြေတွေပြနေပါတယ်။အဲ့တော့မမင်းကအပြင်ကနေကြည့်နေတာပေါ့။ဆိုင်ထဲမှာပစ္စည်းတွေအတက်တွေကြီးပဲ။အပြင်မှာလည်းလူတွေကတိတ်မရှိဘူး။ငါယူပြီးတော့ပြေးလို့ရတယ်။အဲ့တော့ပြောပြီးမမင်းကသူ့ရဲ့သပင်ရှည်ကြီးကိုတကုံးနဲ့ထုတ်လိုက်ပါတယ်။သူရဲ့ဇပင်တွေကဘလောက်ရှိရှည်သွားလဲဆိုရင်စိုင်တဲကစာရီတွေကိုဇပင်နဲ့ပတ်လိုက်ပါတယ်ပြီးတော့သူ့ဇပင်နဲ့စာရီတွေကိုယူလိုက်တယ်ပြီးတော့အဲ့ဒီကနေပြေးသွားခဲ့ပါတယ်ဟာဒါကဘလို့ဖြစ်တာလဲ ငါရဲ့အထယ်တွေကုန်ပါပြီ။ကြောက်လန့်နေတဲ့ဆိုင်ရှင်ကအဲဒီလိုမျိုးပြောပြီးတော့ဆိုင်ပြေဘက်ကိုထွက်လာခဲ့ပါတယ်။ပြီးတော့ကြည့်ခဲ့တဲ့ဒါပေမဲ့သူအပြင်ရောက်တာနဲ့မန်းပြင်ကပျောက်သွားပါပြီ။စာရီတွေကပြီးပြီ။အခုလောဝိတ္တစာရီပဲလောက်ရတော့မယ်။နောက်နေ့နေ့လယ်ပိုင်းရောက်တော့မန်းပြင်ကရွှေဆိုင်တစ်ခုရှိကိုတွေ့ခဲ့ပါတယ်။သူသွားတဲ့အချိန်ကလမ်းမှာလူမရှိတော့ပါဘူး။ဆိုင်ထဲမှာလည်းလူကနည်းနည်းပဲရှိပါတယ်။ဆိုင်ထဲကပြည်စည်းအခြေအနေကိုကြည့်ပြီးတော့ သူကသူ့ရဲ့ဇပင်ကိုထုတ်လိုက်ပါတယ်။ဆိုင်ထဲကလက်ဝတ်တစားတွေကိုဇပင်တွေနဲ့ပက်ခဲ့ပါတယ်။ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ရွှေဆိုင်ပန်းရှင်ကလည်းအနောက်ကနေအော်ပြီးလိုက်တယ်။ဒါပေမဲ့မမီတော့ပါဘူး။ဒီဇပင်ရှင်ရှင်နဲ့စိုးမကငါတို့အနောက်ကိုဘလို့လို့ပြီးလိုက်နေတာလဲ။ဘယ်တော်များမှငါတို့ဝစ်ချွတ်မှလည်းမသိဘူး။ဒီလိုပဲဖြစ်နေမယ်ဆိုရင်ငါတို့ကတော့ဆိုင်ကိုပိတ်ရတော့မယ်။ဒီလိုပုံစံမျိုးနဲ့မမ်းမြင်ကပစ္စည်းတွေခိုးတာပါ သူကအစားအသောက်တွေကအစားခိုးပါတယ် သူများအိမ်မှာတက်ပြီးတာနဲ့သူကခိုးပြီးပါပြီဒီလိုပုံစံမျိုးနဲ့ပဲသူ့ရဲ့အကြောင်းကတမျိုးလုံးကိုပြန်သွားပါတယ်တမျိုးလုံးရဲ့စိုင်းပန်ရှင်တွေအားလုံးကစိတ်ပူနေကြတာပေါ့ဒါပေမဲ့မျိုးရင်းမှာရှိတဲ့လူငယ်တွေကတော့မမီးရဲ့အနာမှာမျိုးနေခဲ့ပါတယ်ညာဘက်ကိုရောက်တာနဲ့အာအောင်ကအဲ့ရဲ့အပေါ်ဆုံးကိုတက်သွားခဲ့ပါတယ်ပြီးရင်တော့မမီးကိုကြည့်တာပေါ့မနဲ့မိုးလင်းရင်လည်းအပေါ်ကိုတက်လာပြီးမမီးကိုလာကြည့်ပါတယ်အမလေးမမီးကလှလိုက်တာကွာ ူနေတဲ့လမ်းထဲကကောင်းလေးတွေကလည်းမမ်းမြင့်ကိုအရင်သဘောကျနေပါတယ်။အားလုံးကအပေါ်ကိုတက်ပြီးမမ်းမြင့်ကို ကြည့်နေကြတာပေါ့။အဲ့ဒီအချိန်နိုင်ဝင်းကရောက်လာပြီးပြောပါတယ်။ဟေးအောင်းအောင်မင်းကြည့်လို့ပြီးပြီလားမမ်းမြင့်ကိုအောက်ကိုသွားတော့မဟုတ်ရင်မင်းရဲ့မိမမင်းကိုရိုက်လိုက်မယ်။အခုချိန်ဒီငါ့ကိုလေးတန်မမနဲ့တောင်မပြောဘူး။သူတို့စကားပြောနေတဲ့အချိန်သူတို့ရဲ့အမျိုးသမီးတွေက အပေါ်ကိုတက်လာကြပါတယ် သူတို့အမျိုးသမီးတွေကိုတွေ့ပြီးတော့အားလုံးကလန့်ပြီးစကားတွေပြောင်းကုန်ပါတယ်။အကောလုံးအလို့အကြောင်းတွေပြောနေလိုက်ကြပါတယ်။နောင်ဝင်းနဲ့အအောင်ရင်ငါတို့အလို့သွားဖို့အချိန်နည်းနေပြီသွားရအောင်အလို့ကဘာသာလို့မှလည်းမသွားပါနဲ့ဒီအပေါ်မှာပဲတက်ပြီးတော့မန်းမြေကိုပဲကြည့်နေလိုက်လေယောက်ျားတွေအားလုံးကဘာဖြစ်လို့အဲ့ဒီမိန်းမကိုပဲသဘောကျနေရတာလဲအဲ့ဒီလောက်ကိုပြောနေရင်းနဲ့ပဲသူတို့အားလုံးရဲ့အမျိုးသားတွေက အလို့ကိုသွားခဲ့ကြပါတယ် အဲ့ဒီရဲ့ချိန်မှာအမျိုးသမီးတွေအားလုံးကတော့အတင်းတွေပြောနေခဲ့ကြတာပေါ့မမ်းမြေလည်းအထဲကိုဝင်သွားပါပြီငါတို့တွေအားလုံးပေါင်းပြီးတော့မမ်းမြေကိုရွာပြင်ထုတ်မှဖြစ်မယ်မဟုတ်ရင်ငါတို့အားလုံးရဲ့အမျိုးသားတွေကသူ့ရဲ့အနောက်ကိုပါသွားလိမ့်မယ်အဲ့ဒီအမျိုးသမီးကငါတို့တော့လည်းမလှပါဘူးဘာဖြစ်လို့သူတို့ကအဲ့ဒီအမျိုးသမီးကိုသဘောကျနေရတာလဲမသိပါဘူးမျိုးရဲကလူတွေကတော့သူ့ကိုစုံးမလို့ပြောနေတယ်ဘာဖြစ်လို့လဲဆိုတာသူကသဘင်တွေရှေအောင်လုံနိုင်လို့ပဲ အဲ့ဒါကြောင့်ပဲဘသူမှသူ့ကိုဘာမှမပြောရတာသူတို့အဲ့ဒီလိုမျိုးပြောနေတဲ့အချိန်အထဲဆိုင်ကစိုက်ပိုင်ရှင်ဟာသူ့တို့နားရောက်လာခဲ့ပါတယ်။အော်အမတို့ပါလားအမတို့ဝတ်ထားတဲ့အဝတ်အစားတွေက ကျွန်တော်ဆိုင်ကပဲမှတ်လား။ဟုတ်တာပေါ့။ကို့ဆိုင်က quality ကောင်းတာကိုအဲ့ဒါကြောင့်ကျမတို့ဝယ်ရင်အခုဆိုင်မှာပဲဝယ်တာလေ။ဒါနဲ့အခုဒီနေ့ဆိုင်မသွားဘူးလားရှင်။အမတို့မသိဘူးလား။ဆိုင်ထဲမှာစုံမတယောက်ကပစ္စည်းတွေခိုးနေတာလေ။အဲ့ဒါကြောင့် ကျွန်တော်ဆိုင်ကိုစောစောလေးပြေးလိုက်တာပါအဲ့ဒီလောက်ပြောပြီးဆိုင်ရှင်ကသူ့တို့နားကနေထွက်သွားလိုက်ပါတယ်ပြီးတော့သူတို့300လုံးကတိုင်ပင်လိုက်ကြပါတယ်ဒီဦးလေးကြီးနေ့မှသိတာနဲ့သူတဲ့တကူအကြောင်းကိုတနာပါတယ်ဘယ်သူမှမသိဘူးဘယ်သူတွေကအဲ့လိုမျိုးတွေလုပ်နေတာလဲမသိဘူးနော်ငါအချိန်တော့အဲ့ဒီတကူကမမြင်လို့ပဲထင်နေငါလည်းအဲ့လိုမျိုးထင်တာပဲဒါပေမဲ့ဘာသက်တင်မှမရှိဘူးလေငါကသူ့ကိုတက်တင်နေတကွာဖမ်းကျင်တာ I have a plan သူကသူ့ရဲ့အကြံကြီးကိုအားလုံးပြောပြလိုက်ပါတယ်အားလုံးကလည်းသူ့ရဲ့အကြံကိုသဘောကျသွားပါတယ်ပြီးတော့ပြောကြတယ်အဲ့ဒီအတွေ့ငါတို့အရင်ဆုံးရဲစီသွားရမယ်ရဲရဲ့အကူအညီကိုရယူရမယ်အဲ့ဒါဆိုရင်ငါတို့တွေအရင်ဆုံးရက်စီသွားလိုက်ကြမယ်။သူတို့ရဲ့အစီအစဉ်အကြောင်းကိုပြောပြလိုက်ပါတယ်။သူတို့သုံးယောက်ဟာအရင်ဆုံးရက်ရှိရာကိုသွားပြီးပလန်ကိုပြောပြလိုက်ပါတယ်။ပြီးတော့သူတို့ကရွှေဆိုင်ကြီးကိုသွားခဲ့တယ် မမြင်ခိုးခဲ့တဲ့ရွှေဆိုင်ကိုပဲပေါ့။အော်ညီမတို့ပါလား။အခုဆိုင်ကို မလာပါနဲ့တော့။ဦးလေးဘာဖြစ်လို့လဲ။ဝဲသူတွေကိုဘာဖြစ်လို့ပြန်ပြီးပေါင်းထုတ်နေရတာလဲ။ဘာဖြစ်လို့လဲဆိုတော့ငါပစ္စည်းတွေအကောလုံးတကိုးကခိုးသွားပြီ။အခုငါဆိုင်မှာအတုတွေပဲရှိတော့တာ။အဲ့ဒါဆိုလို့ရှိရင်လေရှိတာပဲပေးလိုက်ပေါ့။အခုအတုဝတ်ကြည့်မယ်လေ။ဘယ်လိုလဲလှတယ်မလားပေါ့။ဒါဆိုရင်ညီမတို့ကအတုတွေဝတ်ပြီးဘယ်လိုလုပ်မှာလဲ။ ။ဩဦးလေးရဲ့အရန်အမင်းများထူတာပဲ။ကျမတို့ပြောသလိုပစ္စည်းကိုသာပြပါ။ရွှေတွေငွေတွေစိတ်တွေပလဲတွေအကုန်လုံးပေးပါ။စိုက်ပန်ရှင်ကလည်းသူတို့ကိုသူ့ဆိုင်မှာရှိတဲ့ပစ္စည်းအတုတွေအကုန်လုံးပေးလိုက်ပါတယ်။စီးနေမှာမထားလိုက်နော်။အဲ့ဒီလောက်ပြောပြီးသူတို့သုံးယောက်ကထွက်လာခဲ့ပါတယ်။ငါ့စီမှာပစ္စည်းတွေမရှိသလောက်ဖြစ်သွားပြီ။ငါကဘာသွားရတော့မှလဲ။တော်ပါပြီ။စိုက်ပိတ်လိုက်တာပဲကောင်းပါတယ်။ ဆိုင်ရှင်ကဆိုင်ကိုပိတ်ပြီးတော့အိမ်ကိုပြန်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာရောင်းစရာပစ္စည်းမရှိတော့ဘူး။တစ်ဖက်မှာတော့ပူပူတို့၃ယောက်ကနုနုတို့အိမ်ကိုရောက်လာခဲ့ပါတယ်။ငါတို့စီမှာဒီလိုပစ္စည်းအစစ်တွေဆိုရင်ဘယ်လောက်ကောင်းနိုင်မလဲနော်။ငါတို့တွေတထင်းမှကြီးဖြစ်သွားမှာ။ကဲကဲအားလုံးပစ္စည်းတွေဝယ်လိုက်တော့ပစ္စည်းတွေအားလုံးကိုဝယ်စုခွဲပြီးပြီမလား။ကျမတို့ဝယ်ဖို့ပဲစံတော့တာ။ဒါဆိုရင်အမြန်အမြန်ဝယ်လိုက်။ ပြီးရင်ငါတို့တွေအပေါ်ထက်ကိုသွားကြမယ်။ညနေလဲစောင်းနေပြီဆိုတော့မင်းမြင်လဲအပေါ်တက်လောက်ပြီ။သူတို့၃ယောက်လုံးကပစ္စည်းအတုတွေကိုဝေပြီးအပေါ်ဆုံးထက်ကိုသွားလိုက်ပါတယ်။ပြီးတော့သူတို့ကစကားပြောနေကြပါတယ်။အဲ့ဒီအချိန်မင်းမြင်လဲရောက်လာတာပေါ့။ဟိုဟိုမှာသူရောက်လာပြီ။မင်းမြင်ကသူတို့၃ယောက်လုံးရဲ့ခန္ဓာကိုယ်မှာရွှေတွေကိုတွေ့ပြီးအရန်ကိုလောဘကြီးသွားပါတယ်။သူခိုးကျင်သွားခဲ့တယ်။ကဲကဲငါတို့တွေထမင်းစားရအောင်မယ်။ ဟုတ်တယ်ကျမလည်းထမင်းချက်ရအောင်မယ်။ညပိုင်းရောက်တော့မမင်းကအိမ်မော်ကိုတက်လာခဲ့ပါတယ်။သူ့ရဲ့စပင်းတွေကိုသူကချလိုက်တယ်။ပြီးတော့ပူပူရဲ့လက်ဘင်းထဲကရွှေတွေကိုသွားထိလိုက်တယ်။ထိလိုက်တာနဲ့အတန်တခုမြည်လာခဲ့တယ်။အချက်ပေးတဲ့အတန်ကိုကြားလိုက်တာနဲ့ရဲတွေအားလုံးကမမင်းကိုဖမ်းလိုက်ပါတယ်။နင်တို့ပလန်ကမစိုးဘူး။ကဲကဲဒီစပင်းရှိရှိနဲ့တခိုးမကိုဖမ်းတော့လိုက်။အဲ့လိုပုံစံမျိုးနဲ့သူတို့ကအားလုံးကိုကဲခဲ့ပါတယ်။ ရွှေဆိုင်ကပစ္စည်းတွေလည်းပြန်ရသွားခဲ့ပါတယ်။အထည်ဆိုင်ကပစ္စည်းတွေလည်းသူတို့ကိုပြန်ပြီးပေးလိုက်ပါတော့တယ်။သူတို့သုံးယောက်ရဲ့ညံရင်နဲ့တခိုးကိုမိအောင်ဖမ်းနိုင်သွားတာပေါ့။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးကိုကြည့်ရှင်နေဆိုရင်အခုကြည့်ရှုနေတဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးနဲ့တင်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်လိုက်ပါရနော်။တက်တောင်း